အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်ရုံရဲ့အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြားနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူတို့ကိုစစ်ဆေးအရေးယူပေးဖို့တိုင်ကြားချက်တွေကြောင်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတဲ့ကာလအတွင်းတာဝန်ကနေယာယီရနာထားတယ်လို့ NUG ကနိုဝင်ဘာလ24ရက်နေ့ကထုတ်ပြန်လာပါတယ်။နိုဝင်ဘာလ19ရက်နေ့ရက်စွဲနဲ့နိုင်ငံတော်ယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော် ကိုစားပြုကော်မတီဥက္ကဋ္ဌတို့ထံလိမ့်မှုထားတဲ့တိုင်စာဟာ ဤတော်စုဝင်ကြီးချုပ်ရုံရဲ့အီးမေးလ်ကိုရောက်ရှိလာခြင်းမရှိပေမယ့်နိုင်ငံတော်အကြီးအကဲဖြစ်သူယာယီသမရထံကိုရောက်ရှိခဲ့တဲ့အတော့အဲ့ဒီကိစ္စဆောင်ရွက်ဖို့ဤတော်စုဝင်ကြီးချုပ်ကနိုဝင်ဘာလ22ရက်နေ့မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းအမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းက MPA သတင်းဌာနကဖော်ပြခဲ့တဲ့အဆောင်ပါတစ်ပုဒ်မှာအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြားနဲ့သူ့ရဲ့ခင်မွန်းဖြစ်သူတို့ဟာယာဒူးအပေါ်မလျော်ဩစာသုံးတာနဲ့အကြိလိုက်စာအလွဲသုံးစာပြူတာတွေရှိသလို ဝန်ထမ်းတွေအပေါ်ခွဲခြားဆက်ဆံမှုတွေရှိတယ်လို့ဝန်ထမ်းဟောင်းတချို့ကဖော်ထုတ်ပြောကြားထားတာဖြစ်ပါတယ်။ဒေါ်ကြည်ပြားကတော့စောင်းမနဲ့ပတ်သက်တဲ့ဆွဆွဲချက်တွေအပေါ်တင်းငယ်တဲ့ပုံကိုရေးမကျေနပ်ချက်တခုကိုအရင်ပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုံကိုရေးတိုက်ခိုက်မှုလို့ပြောကြားထားကအန်ယူဂျီဝန်ကြီးချုပ်ယုံကောင်းစင်နာမည်တက်ပြီးလွဲမှားတဲ့ဆွဆွဲချက်တွေနဲ့နိုင်ငံရေးတိုက်ခါကြတာကိုဘလို့မှလက်ခံသွားမှာမဟုတ်ဘူးလို့တုံ့ပြန်ရေးသားထားပါတယ်။ NUG ကတော့တိုင်ကြားသူတွေတိုင်ကြားခံရသူတွေ ှစ်ဖက်သက်သေတင်ပြမှုတွေရှိပါကတင်ပြတဲ့သက်သေတွေစစ်ဆေးဖို့လိုအပ်တဲ့သက်သေတွေအတော့ခေါ်ယူစစ်ဆေးမှုတွေကိုအမြန်ဆုံးလုပ်ဆောင်မယ်လို့ဆိုပါတယ်စစ်ဆေးမှုကရရှိလာတဲ့တွေ့ရှိချက်နဲ့အကြံပြုချက်တွေကိုဝင်ကြီးချုပ်ထံပြန်လည်တင်ပြဖို့တာဝန်ပေးအပ်ထားပြီးလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုဆက်လက်လုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ထားပါတယ်တိုင်ကြားစာထဲမှာအမြဲတမ်းအတွင်းဝင်မက်ကြီးပြားရဲ့မောင်းမာမှုမလျော်ဩဇာတုံ့ဆွဲမှုအလွဲတုံ့စားပြုမှုအထက်ဖောက်အောက်ဖိဇယိုက်တွေကြောင့် 2022ကနေ2025ခုနှစ်အတွင်းဝင်းကြီးချုပ်ရုံးဝင်းနဲ့19ဦးဟာရုံးကိုဆွန့်ခွာခဲ့ကြတယ်လို့တိုင်းစာမှာစွပ်စွဲထားပြီးမက်ကြီးပြားဟာပုတ်ကိုရေးအကျိုးစီးပွားအတော့ဝင်းကြီးချုပ်ကိုပါကြိုးကင်ချဲလဲတယ်လို့စာမျက်နှာ25မျက်နှာရှိပြီးအချက်ပေါင်း20ပါဝင်တဲ့တိုင်းစာတွေမှာရေးသားထားတာဖြစ်ပါတယ်။